ဒီထဲမှာရှိတဲ့သူကောင်းတဲ့အရာဘာလဲဆိုတာသိကြပါသလားဒါပေမဲ့ကောင်းတဲ့အရာကို သိပင်မဲ့ကောင်းတဲ့အရာကို အမြဲတမ်းလုပ်နိုင်သလားလုပ်ချင်တဲ့စန္ဒရှိတော့လဲလုပ်ဖို့ရန်အတွက်မခက်ခဲဘူးလားဒါဆိုတစ်ဖက်မှာမကောင်းခြင်းဆိုတဲ့အရာအဲမကောင်းတဲ့အရာကိုကျမတို့သိလားသိလား ခလေးတယောက်ကနည်းနည်းလေးကြီးလာနဲ့ဆဲပွင့်အတွက်တင်ပေးကြမလို့ဘူးလိန်ပွင့်အတွက်တင်ပေးကြမလို့ဘူးဘယ်လိုမျိုးတခါတည်းလှည့်ရမလဲဆိုတဲ့အရာကိုတင်ပေးကြမလို့ဘူးတနည်းအားဖြင့်မကောင်းခြင်းဆိုတဲ့အရာကလည်းလူရဲ့အထဲတဲကိုရောက်လာတယ်ဒါကိုယုံဆုံးသိပွင့်တဲ့ဖြစ်တယ်ဒါကြောင့်မလို့မကောင်းတဲ့အရာကိုသိတော်လဲရှောင်ဖို့စ조사လဲရှောင်နိုင်လားရှောင်နိုင်လက်မြောက်ပါဒါဆိုဘယ်သူမှမရှောင်နိုင်ဘူးပေါ့ဘာသာတရားတွေကလည်းသင်ပေးတယ်။ကောင်းတဲ့အရာမကောင်းတဲ့အရာဘာလဲဆိုတာသင်ပေးပါတယ်။ ဒါပေမဲ့အဲ့ဒီဘာသာတရားရဲ့သင်ကြားခြင်းကတစ်ဖက်မှာလူရဲ့အထဲထဲမှာရှိတဲ့အပြစ်တရားလို့ခေါ်တဲ့ညင်ညူးခြင်းကို မကျော်နိုင်ဘူး။ဘာဖြစ်လို့လဲ။ကောင်းတဲ့အရာကိုလှုပ်ဖွင့်တဲ့သင်ပေးပေမဲ့မကောင်းတဲ့အရာကိုလှုပ်ချင်တဲ့အထဲထဲကစိတ်ကရှိနေတာ။ဆိုလိုတဲ့အရာကဘာသာတရားကလူကိုလမ်းပြပေးနေတယ်ဒါပေမဲ့မကူညီနိုင်ဘူး။ဒါကိုရင်းဆုံးသိဖို့အတွက်အရေးကြီးတယ်။ဘေးနားမှာရှိတဲ့သူကိုပြောပါ။လမ်းပြပေးနိုင်ပေမဲ့မကူညီနိုင်ဘူး။ ါကြောင့်မလို့ဒီနေ့သခင်ယေရှုခရစ်တော်ဖခင်သခင်ကကျမတို့ကိုတိတ်ချစ်တဲ့အတွက်ကြောင့်မလို့ဒီလောကကိုကြွဆင်းလာခြင်းဖြစ်တယ်။ယေရှုခရစ်တော်ဒီလောကကိုကြွဆင်းလာတဲ့အကြောင်းရင်းကကျမတို့တယောက်ချင်းစီတိုင်းကိုအပြစ်ကျွေးအားလုံးထဲကကင်းနှုတ်ဖွင့်တဲ့ယေရှုခရစ်တော်ကဒီလောကကိုကြွဆင်းလာတာဖြစ်တယ်။တည့်ရဲ့အတ္တတဲမှာအခုကောင်းတာကိုတိပြီးတော့မှမလုံနိုင်တဲ့အရာမကောင်းတာကိုတိပြီးတော့မှမရှောင်နိုင်တဲ့အရာအားလုံးကိုလွတ်မြောက်စေနိုင်တဲ့ဖခင်ရှိတယ်။ဆိုလိုတဲ့အရာကဘာသာတရားကိုကျော်လွန်ပြီးတော့မှ ဘာသာတရားကိုနောက်တစ်ခါတဲ့ဘာသာတရားရဲ့အထက်မှာရှိတော့ဖျားရှိတယ်ဆိုတဲ့အရာကိုပြောနေခြင်းပါဒါကြောင့်မလို့တမန်ကျမ်းစာကိုပြန်ကြည့်လိုက်တဲ့အခါမှာယေရှုခရစ်တော်ကဒီလောကထဲကိုလာတဲ့အခါမှာတရားတွေပဲတုံတင်သွားတာမဟုတ်ဘူးယေရှုခရစ်တော်ကဘာကိုမိတ်ဆက်ပေးတယ်လဲဆိုအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့အရာတနည်းအားဖြင့်တမလွန်နဲ့ဆိုင်တဲ့လွတ်ငြိမ်းချမ်းသာရာလမ်းကိုမိတ်ဆက်ပေးတော့ဖျားရှင်ဖြစ်တယ်ဒါကြောင့်ယေရှုကဘာပြောလဲဆိုငါဟာလမ်းကြီးဖြစ်တယ်တမန်တရားလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်တဲ့ ငါကိုအမိမပြုတ်ရင်နဲ့ကျမတို့အပင်ငရေတွေကဘယ်တော့မှမလွတ်နိုင်ဘူး။ဘာဖြစ်လို့ဆိုယေရှုခရစ်တော်ကသင်ပေးနိုင်သောဘုရားပဲမဟုတ်ဘဲနဲ့အထက်ထဲမှာရှင်ပေးနိုင်သောဘုရားဖြစ်တယ်။မတူဘူးနော်။သင်နာနဲ့ရှင်နာနဲ့ဒါဆိုယေရှုခရစ်တော်ကလူရဲ့အထက်ထဲမှာဘလို့လာရှင်ပေးလို့ရမှာလဲ။အဲ့ဒီယေရှုခရစ်တော်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကကားတိုင်ပေါ်မှာတည်ခဲ့ပြီလေလို့သင်အနေနဲ့ပြောလိုက်မယ်။ယေရှုကကားတိုင်ပေါ်မှာတည်ပြီးတော့မှအဲ့ဒီသင်ချိုင်းထဲမှာလမ်းဆုံသွားတဲ့ဘုရားမဟုတ်ဘူး။ ယေရှုခရစ်တော်ကသင်ခြင်းကိုအောင်သောဖယားရှင်ဖြစ်တယ်။ယေရှုခရစ်တော်ကသင်ခြင်းကိုဖောက်ထွက်နိုင်သောဖယားရှင်ဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ပြန်ပြီးတော့သမိုင်းကိုလေ့လာလိုက်မယ်ဆိုရင်တမန်ကျမ်းစာအားဖြင့်တော်လောကောင်ဂျူးရဲ့တမိုင်းအားဖြင့်တော်လောကောင်ယောမစစ်သားတွေရဲ့တမိုင်းအားဖြင့်တော်လောကောင်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ယေရှုခရစ်တော်ဟာသင်ခြင်းကနေအောင်မြင်တဲ့ဖယားဖြစ်ကြောင်းကိုအထောက်အထားတွေမြင်ရတယ်။ဒါကြောင့်ယေရှုခရစ်တော်ရဲ့သင်ခြင်းတော်ကိုတွားကြည့်လိုက်တဲ့အခါမှာအစ္စရေလမှာသူရဲ့သင်ခြင်းတွေမှာဘာမှကြံခဲ့တဲ့ ယုတ်ကလက်ဆိုတာမရှိဘူးရှင်းလင်းနေတယ်ဆိုလိုတဲ့အရာကယေရှုခရစ်တော်ဟာတေခြင်းကိုအောင်ခဲ့တယ်ဆိုတဲ့သက်တည်ကိုပြောနေတာဒါကြောင့်တန်လင်းတောင်ပေါ်မှာယေရှုခရစ်တော်ပြန်လဲပြီးတော့တက်ကြွသွားတဲ့အရာကိုသူတို့တွေကသက်တည်အနေနဲ့ထားထားတဲ့အရာတွေကိုလည်းတွေ့ရတယ်ဒါကြောင့်ကျွန်မပြောပြမယ်သင်ဟာယုံကြည်သူဆိုရင်ပတိရပါသင်ကိုးကွယ်တဲ့ယေရှုခရစ်တော်ဖခင်ဟာအသက်ရှင်တော်ဖခင်ဖြစ်တယ်။အဲ့ဒီအသက်ရှင်တော်ဖခင်ကသင်ရဲ့အထဲထဲမှာဝင်ရောက်ပြီးတော့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်ရှင်ပေးနေတယ်။အာမင်။ ဘာသာတရားကသင်ပေးတယ်ဖခင်ကအထက်ထဲမှာမလုပ်ပေးလဲရှင်ပေးတယ်ပြန်မေးမယ်ဘာသာတရားကမလုပ်ပေးလဲသင်ပေးတယ်ဖခင်ကတော့အထက်ထဲမှာရှင်ပေးတယ်ယေရှုခရစ်တော်ကိုရတဲ့သူကသေလွန်တော်လဲရှင်ပေးတယ်ဆိုလိုတဲ့အရာကသင်ဟာဒီလောကတွေကထွက်သွားတဲ့အခါမှာသင်ရဲ့အသက်တာထဲမှာအပင်ငရဲနဲ့ရင်ဆိုင်စရာအကြောင်းမရှိဘူးသင်ကိုလာစောင့်ကြုံမဲ့အသက်ရှင်တဲ့ဖခင်ရှိနေတယ်ဟာလေလုယာ